အလုံးမမင်္ဂလာပါခင်ဗျာ90 gate soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Real Madrid နဲ့ Chelsea တို့ကစားကြမဲ့ Europa Conference League ဘောလုံးပွဲကမြန်မာစံတော်ချိန်တနင်္ဂနွေခွဲမှာဖြစ်ပါတယ်ဒီနေ့သင်းဒီတမိုင်းတစ်ချောင်းမှာ2005ခုနှစ်က Champions League မှာတွေ့ထားတဲ့မှတ်တမ်းတစ်ခုပဲရှိပါတယ်အဲ့ဒီတော့ကတစ်ချိန်တွေ့ခဲ့တဲ့သူ့ကွဲမှာသူနိုင်တယ်ကိုယ်ကွဲမှာကိုနိုင်ခဲ့ပါတယ်ကိုလိုမျိုးကြားကွဲမှာတွေ့ဘူးတဲ့မှတ်တမ်းမှတ်ရာဒီနေ့သင်းကြားမှာမတွေ့ပါဘူးဗျ Real Madrid ကဒီဘောလုံးပွဲမှာ Underdog အသင်းဗျာ ဒီတဲ့ယူရိုပါလိပြတ်သန်းမှုကိုကြည့်တော့အမပေးအစ်စ်မှာစုပေါင်း6ပွဲကစားခဲ့ရတယ်3ပွဲနိုင်ပြီးတော့2ပွဲရှုံးတယ်2ပွဲတရေကြမပေးအစ်စ်မှာကစားခဲ့တဲ့ပွဲတိုင်းဂိုးတွေမများခဲ့ပဲနဲ့အများဆုံး3ဂိုးပဲရောက်ခဲ့တာကိုတွေ့ရပါတယ်နှစ်ဂိုးထက်ပိုမပေးခဲ့သလိုသူတို့ဂိုးသွင်းရင်လည်းနှစ်ဂိုးထက်ပိုပြီးတော့သွင်းတာမတွေ့ခဲ့ပါဘူးတကိုးရတာနဲ့ပွဲကိုထိမ့်ပြီးတော့ကစားခဲ့တာတွေ့ရပါတယ်ဒါက reactive ပြက်အမပေးအစ်စ်မှာကစားခဲ့တဲ့ play style တစ်ခုပါ အဲ့ဒီအဆင့်မှာဘက်တစ်တင်းတင်အဆင့်15နေရာပဲရခဲ့လို့ play off ကစားခဲ့ရပါတယ် play off ကနေ semi final အထိစုပေါင်းရှုံးထွက်ပွဲ knock out ပွဲ၈ပွဲကစားခဲ့ရတယ် play off 16တင်းအဆင့် quarter final semi final စုစုပေါင်း၈ပွဲကစားခဲ့ရတယ်ဒီ knock out ကစားတဲ့၈ပွဲမှာတော့ခြားနာတဲ့ဘက်တစ်ကိုမြင်ခဲ့ရတယ်ပဲတိုက်စစ်ကဂိုးတွေပိုရလာတယ်၃ဂိုး၄ဂိုးဆိုတာတွေတွန်းလာတယ်လို့ခစက်ကလည်းအသင်းအားလုံးကိုဂိုးတွေပြန်ပေးခဲ့ရတာတွေ့ရတယ် အဲ့ဒီမှာနောက်ထပ်ထူးခြားတာတစ်ခုက Real Madrid ဒီ Knockout Playoff ကနေ Semi Final ပွဲအထိအသင်း၄သင်းနဲ့အိမ်ကွင်းအဝေးကွင်းစုစုပေါင်း၈ပွဲအထိကစားခဲ့ရတယ်။ဒါပေမဲ့ Betis ဒီအဲ့ဒီ၈ပွဲမှာ၈ပွဲလုံးကိုတည်တည်ချာချာကစားခဲ့တာမျိုးမဟုတ်ဘဲနဲ့အိမ်ကွင်းမှာပဲဖြစ်ဖြစ်အဝေးကွင်းမှာပဲဖြစ်ဖြစ်တပွဲကိုပဲရွေးပြီးတော့တပွဲတို့ပုံစံနဲ့၄ပွဲကိုပဲတည်တည်ချာချာကစားခဲ့တာနောက်ထပ်တကြော့ကိုသူတို့ဖြစ်တယ်လို့ပဲကစားခဲ့တာ။ဒါကဒီအသင်းရဲ့ထူးခြားတဲ့ Play Style တစ်ခုဒါမှမဟုတ် ဘောလုံးဝဲတို့ဆီမီဖိုင်နယ်တို့အတွက်ကြိုပြီးတော့ပြင်ဆင်ခဲ့တဲ့တပွဲတို့ play style တခုလားဒါလေးတော့တွေးစရာလေးရှိတယ်ဗျအဲ့တော့ဘောလုံးဝဲရောက်လာတဲ့တင်းတင်းကိုအသာချက်တွေရှာပြောရတယ်ဆိုတာထက်ဗတ်တီးရဲ့အားနည်းချက်ဒီအသင်းရဲ့ဟန်ချက်မညီတာပဲဗျဒီသင်းရဲ့တိုက်ဆက်စုဖွဲ့မှုတော်တော်လေးကောင်းတယ်ဒါပေမဲ့ကွင်းလယ်နဲ့ခံစစ်ကတော့ညော့တယ်ဒီပွဲမှာဗတ်တစ်တဲ့အဓိကကစားသမားတွေအကုန်လုံးပါလာပါလိမ့်မယ်ချက်စီကိုကြည့်တော့ ချက်စီဟာဒီပလောက်ကိုသာရောက်ခဲ့ရင်ဥရောပတိုက်ကအသင်းနေတဲ့မှာဥရောပဘောလုံးအဖွဲ့ချုပ် UEFA ကနေကြီးမှုကျင်းပခဲ့တဲ့ဥရောပဖလား၄ခုကိုပိုဆွဲနိုင်ခဲ့တဲ့ပထမဆုံးဥရောပတိုက်ကအသင်းဖြစ်သူမှတ်တမ်းဝင်ဖို့ရှိတယ်။ဥရောပဘောလုံးအဖွဲ့ချုပ်ဒီ UEFA ကနေကြီးမှုကျင်းပတဲ့ပြိုင်ပွဲတွေထဲမှာအရင်တော့ကကျွန်တော်ဥရောပဖလားလို့လူသိများတဲ့ Champions League ဖလားရယ်အရင်တော့က UEFA Cup လို့လူသိများခဲ့တဲ့အခု Europa League ဖလားရယ်ပြီးတော့ ဘောင်း98 99ရာသီမှာအဆုံးသတ်ခဲ့တဲ့ UFA cut winner cut ပြိုင်ပွဲရင်အဲ့ဒီ၃ခုစလုံးကိုအဲ့ဒီပြိုင်ပွဲအဟောင်း၃ခုစလုံးကိုဘိုဆွဲခဲ့မှုတဲ့အသင်းဟာအိုရပါမှာ၅သင်းပဲရှိတယ်။ Juventus တဲ့ Ajax တဲ့ Bayern Munich တဲ့ Chelsea ရဲ့ Manchester United ရဲ့ဒီအသင်းတွေပဲဖြစ်ပြီးတော့အကယ်၍ဒီဒီချိန်မှာ Chelsea ဟာဒီ Europa Conference League ပြိုင်ပွဲမှာသာဘိုဆွဲနိုင်ခဲ့မယ်ဆိုရင် Europa Tight ရဲ့ဒီ club အသင်းတွေအတွက်ပြုလုပ်ထားတဲ့အဆင့်အမြင့်ဆုံး plan အလုံးကိုဘိုဆွဲမှုတဲ့ တစ်ခုတည်းသောအသင်းဟာ Chelsea အဖြစ်မှတ်တမ်းရေးထိုးနိုင်လိမ့်မယ်။လက်ရှိ current form Chelsea ကိုကြည့်တော့လေဒီပွဲမတိုင်ခင်မှာသူတို့ဒီ Notteyan နဲ့ Champion League ဝင်ခွင့်တိုက်ပွဲမှာအနိုင်ရခဲ့ပြီးတော့စိတ်နှပိုင်းဆိုင်ရာမှာ Chelsea ဒီအကောင်းသွားခဲ့။ Chelsea ကဒီပြိုင်ပွဲမှာပြိုင်ပွဲမစတင်ခင်ကတည်းကဘောဆွဲမှုရေပန်းစားဆုံးအသင်းဖြစ်နေပြီးတော့တကယ်ကစားတော့လေတတ်တောင့်တတ်တာနဲ့ပဲဘောလုံးပွဲကိုရောက်လာခဲ့။ပြီးတော့ဒီပြိုင်ပွဲမှာ Chelsea ဒီကန်တရားရဲ့ဖိမှမှုကိုရခဲ့ဆုံးအသင်းဆိုလဲဟုတ်တယ်ဗျာ။ ပြိုင်ခွဲတခြားသူပြစ်ဆုံးခဲ့တဲ့တင်းနေတဲ့မှာသူတို့ကိုလောက်လောက်လာလာဒုက္ခပေးနိုင်တဲ့အသင်းဒီဥရောပကအသင်းကြီးတွေဒါမှမဟုတ်အလေအလတ်အသင်းတွေနဲ့တောင်ထိပ်သီးလိငါးခုကအသင်းတွေနဲ့ तू မတွေ့ခဲ့ရအောင်ဗတ္တိတီ तू ပထမဆုံးနဲ့နောက်ဆုံးရင်ဆိုင်ရမယ့်အခက်အခဲဆုံးပြိုင်ဘက်ပဲသူကြောင့်မို့တခုအနေနဲ့ကချက်စည်းခါပြိုင်ဘက်တွေညံ့နေပြီမဲ့ conference league ကိုတည်တည်ချာချာအာယုံဆိုင်ပြင်ဆင်ပြီးတော့ကိုကစားခဲ့တဝဲပေါ်မှာသူတို့ပေါ့ပေါ့ဆဆမကစားခဲ့ဘူးပွဲတိုင်းကိုအာယုံဆိုင်ပြီးတော့ကိုလေးသောင်းမှုရှိရှိကစားခဲ့တာတွေ့ရတယ် ကိုပြရမယ်ပွဲတွေကိုကိုပြတဲ့တလောက်ပြအောင်ကိုသားတယ်ကိုမပြနိုင်ဘူးဆိုရင်တော့ပရိသတ်ကိုဖြောပြမှုဆန်ဆန်လေးလေးဆားဆားနဲ့ဒီပြိုင်ပွဲမှာ Chelsea ကစားခဲ့ဒါက Chelsea ကိုအထင်ကြီးလေးသားရမယ်အချက်ပဲဒီသင်းနဲ့ပတ်သက်ရင်တော့တိတ်မြများဆားဆားပြောရမှရှိဘူး Europa Conference League ဒီ Chelsea ရဲ့ဖလားပြတိုက်ထဲမှာလိုအပ်ဆက်ရှိနေတဲ့တခုတည်းသောကွက်လက်ကလေးပဲအဲ့ဒီကွက်လက်ကိုဒီပွဲမှာသူတို့ရအောင်ဖြစ်မလားဒါမှမဟုတ် Real Betis အသင်းကပဲသူတို့အသင်းရဲ့တမိုင်းတစ်လျှောက်ပါပထမဆုံးတော့ ယူရိုပီယံဖလားကိုရယူသွားမလားဗက်တစ်တဲ့ Chelsea ကြိုက်တဲ့အသင်းကရနှစ်သင်းလုံးအတွက်ဒီမှတ်တမ်းသစ်ပဲဗျဒီပွဲနဲ့ဖွင့်ထားတဲ့ဂျေးကိုကြည့်တဲ့အခါ Chelsea အသင်းကလည်း1ပေါင်း60နဲ့9ပေါင်းဂျေးကနှစ်အနှုတ်65ဆိုပြီးတော့ပေးထားပါတယ်ဒီဂျေးဒီအခုနေ့လည်းမြန်မာစံတော်ချိန်တနာ yı ခွဲမှာဖွင့်ထားတဲ့ဂျေးဖြစ်ပြီးတော့ပွဲကစားဖို့များစွာလိုနေပါသေးတယ်ဗျာအဲ့တော့ Chelsea ကပေးထားတဲ့1ပေါင်း80 90ဆိုတဲ့ body ဂျေးရုတ်တရက်ကြည့်လိုက်ရင်တော့တည်ရကြရင်ဂုံမယ် တလုံးသေးမှ Chelsea ကနိုင်မှာဆိုပြီးတော့ပြင်းပြောင်းလို့ခံစားမိပေမဲ့ကျွန်တော်ထင်တော့ဒီကြဲကပြို့တယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီ Europa level မှာ Real Madrid နဲ့ Chelsea ဒီ level မတူဘူးဗျ။ဒီဈေးကွက်မဟုတ်ဘူး။ Madrid နဲ့ Chelsea ဒီ Conference League မှာ Copenhagen အသင်းရဲ့ Jam အသင်းရဲ့ပြီးတော့ Legia Warsaw ရဲ့အဲ့ဒီသုံးသင်းလုံးကို Madrid က Chelsea ရောသူတို့ရဲ့အိမ်ကွင်းတွေမှာလက်ခံကစားခဲ့ရဘူးတယ်။အဲ့မှာအဲ့ဒီနှစ်သင်းဘက်ကပေးခဲ့တဲ့ကြီးတွေကိုကြည့်ကြည့် ဘက်တစ်ကသူတို့ရဲ့အိမ်ကွဲမှာဂျမ်အသင်းနဲ့တွေ့တဲ့အခါတင်းနှုံ20ပေါ်ရီချေးပေးခဲ့ပြီမဲ့ချယ်ဆီကတူအပေါင်း90ပေါ်ရီချေးပေးခဲ့ရတယ်။အဲ့လိုပဲဘက်တစ်အသင်းဒီကိုပင်ဟေဂင်နဲ့သူတို့ရဲ့ကွဲမှာလက်ခံကစားရတယ်။သူတို့ပေးခဲ့ရတဲ့ပေါ်ရီချေးက1.30။ဒါပေမဲ့ချယ်ဆီကိုပင်ဟေဂင်ကိုပေးခဲ့တဲ့ပေါ်ရီချေးကတင်းအနှုတ်80တခါလက်ကြဝါစောကိုဘက်တစ်ကသူတို့ကွင်းမှာအဝေးကွင်းမှာသွားကစားတော့ဘက်တစ်ပြီးခဲ့တဲ့ဂျေးကဒက်နီနီလောက်ပြီးခဲ့ရတာဒါပေမဲ့ Chelsea ပေးခဲ့တဲ့ဂျေးက10နှုတ်20ရ။အဲ့တော့အဲ့ဒီဂျေးတွေနဲ့တွက်ချက်ကြည့်မယ်ဆိုရင် Burton နဲ့ Chelsea တွေ1ပေါင်း90ဖွင့်လို့မရဘူး။အခုကတော့ဘလူးဝဲဖြစ်တယ်၊ဂျာကွင်းဖြစ်နေလို့လို့ကျွန်တော်တို့ပြောစရာရှိပေမဲ့အဲ့ဒီဘလူးဝဲဆိုတဲ့စင်ဝါရဲ့ဂျာကွင်းဆိုတဲ့ကန့်သက်မှုတစ်ခုရဲ့ကိုဖယ်လိုက်မယ်ဆိုရင်ဒီဘက်မှာ Chelsea တွေအနည်းဆုံး1ပေါင်း90လောက်ကစပြီးတော့ဘော်ဒီဂျေးပေးလို့ရတယ်၊ပေးနိုင်သေးတယ်။ဒါကဒီနေ့တင်ကြမှာရှိတဲ့ဈေးကွက်ကွာဟမှုတစ်ခုပဲ။ဒါပေမဲ့ဒါဟာကျွန်တော်ရဲ့အယူအဆတက်တက်ပါဗျာ။ ကိုပေါင်းကြီးကတော့ဘိုးလူပွဲတွေမှာဖွင့်လေဖွင့်ထားရှိတဲ့ကိုပေါင်းကြီးထက်တော့နည်းနည်းလေးပိုပြီးတော့ပြင်းနေတာကျွန်တော်တို့တွေ့ရတယ်။1 is to off ကိုကြည့်တဲ့အခါ real bet အနိုင်ကို4.4ဆိုပြီးတော့ပေးထားပါတယ်။ Chelsea အနိုင်ကို85ပြားနဲ့တရီကို3တော့ပဲပေးထားပါတယ်။ဒီကျင်းဒီတရီကြောက်မယ်ဒါမှမဟုတ်တသင်းသင်းကကတ်နိုင်သွားမယ်ဆိုတဲ့အနေအထားမျိုးဖြစ်ပါတယ်။ minute 90အတွင်းမှာ Bolton to score yes or no တိုက်တဲ့ဘက်ကနေနေရင်းနဲ့ခြေကနေစအတူတူပဲ ပထမပိုင်း45မိနစ်အတွက်ဖွင့်ထားတဲ့ကြေးတွေမှာတော့ပထမပိုင်း45မိနစ်မှာနေသမောင်းသွင်းကိုမရှိနိုင်ဘူး။တကြရာကပထမပိုင်း45မိနစ်အတွင်းမှာ real bet တွေကိုရောက်ဖို့အရန်အရန်ကိုခက်ခဲမယ်ဆိုတဲ့ကြေးကိုဖွင့်ပေးထားပါတယ်။ Chelsea ဘက်ကလည်းကိုမရောက်နိုင်တဲ့ကြေးကိုပဲဖွင့်ပေးထားတယ်။ပြီးတော့ဒီပွဲမှာဒီဘောလုံးပွဲမှာဂိုးတွေသာမြင်ခဲ့ရမယ်ဆိုရင်ဒုတိယပိုင်းကျမှမြင်ရမယ်ဆိုတဲ့ကြေးကိုဖွင့်ပေးထားတယ်။အဲ့တော့နံပါတ်၁ချက်နေနဲ့ကျွန်တော်ကဒီပွဲမှာပေးထားတဲ့ Chelsea အသင်းရဲ့ body ကြေး1.60 90ဆိုတဲ့ကြေးမှာ ချဲစီတို့ဖလားရသွားရင်ဖလားရသွားမယ်ဆိုရင်တော့ DJ ရတော့မိနစ်90အတွဲမှာဖြေမပေါ်နိုင်ဘူးလို့ကျွန်တော်ယူဆတယ် real bet တဲ့အသင်းပေါ်လေးကြိုက်တယ်နောက်တစ်ခုကဂိုးပေါင်းကြီးပေါ့ဒီပွဲမှာဘယ်အသင်းကပဲနိုင်နိုင်တကူကိုမရှိဆိုတော့ရလက်ဟာကတ်နိုင်သွားဖို့များတယ်အနိုင်ရသွားတဲ့အသင်းဒီအဲ့ဒီတကူကိုထိနိုင်ဖို့ကြိုးစားလိမ့်မယ်အဲ့လိုပဲအနိုင်ကိုပေးလိုက်ရတဲ့အသင်းကလည်းရှေ့ပေါက်ကိုတကူလောက်ပဲရဖို့ပြန်ကြိုးစားမှာဖြစ်ပြီးတော့နောက်ထပ်နိုင်ကိုတကူရအောင်တော့ထပ်ကြိုးစားမယ်လို့ကျွန်တော်မထင်ဘူးဆိုတော့ဒီပွဲမှာကျွန်တော်ဂိုးအောက်လည်းကြိုက်တယ် ။စုံနေလိုက်ကြည့်ပြင်ခဲ့ကြတဲ့တယောက်ချင်းစီတန်းကျေးဇူးအထူးပဲတင်ချစ်ပါရစေ။မြန်မာပြည်ချင်းမြန်သုံးအေးကြပါစေ။အတ္တမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။